တရင်မျိုးသားစီယုံ KNU ညောင်လေးပင်ခရိုင်ကြောက်ကြီးမျိုးနယ်ထဲကစစ်ကောင်စီတပ်ရဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေကြောင့်၃လအတွင်းအရသာပြည်သူ15ဦးသေဆုံးခဲ့ရပြီး40ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ကရင်ရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီလဲဒိုကော်စာကသတင်းထုတ်ပြန်ပါတယ်။အခုနေ့မတ်လကနေမေလအထိ၃လအတွင်းစစ်ကောင်စီတပ်ရဲ့တောင်ပိုင်းစစ်ဌာနချုပ်ကိုကဲမှုအောက်မှာရှိတဲ့အမြောက်ဒတ်ကြီးဒတ်လေဒတ်တွေကနေကျေးရွာတွေကိုလက်နက်ကြီးအလုံးကြီးစုစုပေါင်း100ကျော် drone ပုံသည်အလုံးပေါင်း200ကျော်ပြစ်ခတ်တိုက်ခတ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီတိုက်ခတ်မှုတွေကြောင့်ပြည်သူပေါင်း15ဦးသေဆုံးခဲ့ရပြီး45ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင်နေအိမ်40လုံး၊ဖုန်ကြီးကျောင်း၄ကျောင်း၊ဈေးဒီတစုဈေးဆိုင်၃ဆိုင်၊ကားတစီထုံးစံ၅စီးပျက်စီးခဲ့ရပြီးတော့အိမ်မွေးတရိတ်ဆန်တချို့လည်းထိမှန်သေဆုံးခဲ့ရတယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်ရှင်။စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်တာစစ်သုံးတိုက်လေယာဉ်တွေနဲ့ပုံကျဲတာ drone နဲ့လက်လက်ကြီးကျဲချတာ အပြင်းမဲ့ပြည်သူတွေကိုဖမ်းဆီးတာအစရှိတဲ့လူခွင့်ရေးချိုးဖောက်မှုမျိုးစုံကိုနေ့စဉ်ရက်ဆက်လှုပ်ဆောင်နေတာကိုတွေ့ရတယ်လို့ထုတ်ပြန်ချက်တွေအရသိရပါဗျ။ပြည်သူတွေကိုအကြမ်းဖက်မှုတွေအားပေးအားမြောက်ပြုလုပ်နေတဲ့ဘဲဖွဲ့စည်းကုံဆိုပြင်းထန်စွာရှုံချပြီးတော့အကြမ်းဖက်မှုတွေကိုကျူးလွန်အားပေးလှုံ့ဆော်နေတာတွေကိုရပ်တန့်မှုကရင်ရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီလေဒိုကော်ဆာကတောင်းဆိုလိုက်ပါဗျ။ ဒါ့အပြင်စစ်ပေးဆောင်ပြည်သူလူထုတွေရဲ့လုံခြုံရေးနဲ့စာဝန်တွေရေး၊စံမာရေး၊ပညာရေးအစရှိတဲ့လိုအပ်ချက်တွေကိုလည်းလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးအပ်ကြဖို့နိုင်ငံတကာဖွဲ့စည်းတွေကိုလည်းတောင်းဆိုထားတယ်လို့ဖော်ပြထားပါတယ်ရှင်။စစ်ကောင်စီတပ်ကပြည်သူလူထုပေါ်ပြစ်မှတ်ထားအကြမ်းဖက်တိုက်ခိုက်မှုတွေကိုချက်ချင်းရပ်တန့်မှုအတွက်ပြည်တွင်းပြည်ပကပြည်သူလူထုတွေကိုကိုးစားပြုတဲ့အရက်ဖက်ဖွဲ့စည်းတွေတော်လိုင်းအဖွဲ့အစည်းတွေနိုင်ငံတကာအစိုးရတွေနိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ ပုံမထိရောက်တဲ့အေးအေးယူမှုတွေကိုလှုံ့ဆော်ပေးဖို့တောင်းဆိုထားတယ်လို့ထုတ်ပြန်ချက်တွေအရသိရပါဗျ။